ပရိသတ်များမင်္ဂလာပါကျွန်တော်ကျော်ကိုပါအာဂါဒါမီဒီယာကနေပြီးတော့ကြိုးလိုပါတယ်အာဂါဒါမီဒီယာအနေနဲ့ဒီတင်ဆက်မှုပေါ့နော်ဒါပထမဆုံးတင်ဆက်မှုဖြစ်ပါလိမ့်မယ်အာဒီပထမဆုံးတင်ဆက်မှုကတော့ကျွန်တော်လာမယ့်2024 25ဥရောပချန်ပီယံလိစီမီဖိုင်နယ်ပွဲစဉ်နှစ်ပွဲအပွဲချုပ်သုံးသပ်မှုလေးနဲ့စတင်ကျပါတယ်။အပွဲချုပ်သုံးသပ်မှုဆိုလို့ကျွန်တော်ကဒါဘောလုံးပွဲသုံးသပ်ဆွေးနွေးသူဒါ tipster နောက်ပြီးတော့ကျွန်တော်ဒါ pro hate လို့မထင်စေလို့ပါဘူး။ကျွန်တော်က အားကစားစီစဉ်တင်ဆက်သူဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဘောလုံးအားကစားကိုဒါဖြီးရင်းရောဖြီးပါရောကျွန်တော်73နှစ်ကျော်ကျွန်တော်ရရှိထားတဲ့အတွေ့အကြုံပေါ့နော်ကျွန်တော်ဘောလုံးရဲ့သုံးသပ်ဆွေးနွေးမှုတွေအာကြီးကြီးမားမားမလုပ်ဘူးပေါ့ကျွန်တော်အဓိကကျွန်တော်ရဲ့တာဝန်က presenter နဲ့အာစီစဉ်တင်ဆက်သူပေါ့ဆိုတော့ဒါပေမဲ့ဒီနေ့ရအမှာတော့ကျွန်တော်ကဒီသုံးသပ်ဆွေးနွေးသူအဖြစ်နဲ့ကျွန်တော်ပါဝင်ကြမှာဒါကြောင့်မလို့ကျွန်တော်သုံးသပ်ဆွေးနွေးမှုတွေမှာအားနည်းချက်တွေရှိခဲ့ရင်လည်းနားလည်ပြီးပါကျွန်တော်က feeling နဲ့ပဲအဲပြီးတော့ ရတနဲ့ပဲပြီးတော့အမြင်နဲ့နောက်ပြီးတော့အတွေးပေါ့အဲ့ဒါနဲ့ပဲကျွန်တော်သုံးသက်ဆွေးနွေးမှာပါကျွန်တော်ဒီ new viewer ကြသုံးသက်ဆွေးနွေးကန်းနေအဲ technically တွေ tactically တွေသုံးသက်ဆွေးနွေးမှာမဟုတ်ပါဘူးဒါကြောင့်မလို့ tactically တွေ technically တွေနားထောင်နေလဲဆိုတော့တခြား page ကိုသွားပါဒါပေမဲ့ feeling နဲ့ခံစားချက်ကိုနားထောင်နေလဲဆိုတော့ဒီ blog ကိုနားထောင်ဖို့ရပါတယ်ဆိုတော့ဆက်လိုက်အောင် ဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျွန်တော်ဒါအင်တာမီလန်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသပ်ဆွေးနွေးကြပါလေဒါပရိသတ်တွေနဲ့အပြန်အလှန်ဆွေးနွေးကြတာပေါ့နော်ကျွန်တော်တို့ပထမတင်ခဲ့တာကဘာစီလိုနာကဒီအုပ်စုဒီ၄သင်းနဲ့ကြံခဲ့တဲ့အချိန်မှာဘာစီလိုနာကအားကောင်းဆုံးဒါပေမဲ့ကမ္ဘာမှာရှိတဲ့ဒီစူပါကွန်ပျူတာတွေအာမဟူရကွန်ပျူတာတွေကတော့အာဆင်နယ်ကရီယယ်ကိုနှစ်ကျော်လုံးနိုင်တာအာဆင်နယ်ကဒါချန်ပီယံဖြစ်ဖို့ထိတ်ဆုံးကရေပန်းစားနေတဲ့အသင်းဆိုတစ်ပေးကြဒါပေမဲ့ကျွန်တော်ကတော့ဘာစီလိုနာပိုကောင်းနေတယ်လို့ပဲကျွန်တော်ကအာတွေးထားတယ်ပေါ့နော်ဒါကြောင့်အာဆင်နယ်ဘယ်လိုပဲတက်ခဲ့ရင်တော့ကျွန်တော်ကဘာစီလိုနာကိုကြောက်နေတယ်ပေါ့ ဆိုဒါပေမဲ့ဘာစီလိုနာကိုအင်တာမီလန်ကစားသွားတဲ့အချိန်မှာဘာစီလိုနာကလည်းအလောက်ကြီးမဟုတ်ဘူးဆိုတော့သိသွားတယ်နော်ပြီးတော့အင်တာမီလန်ကအာဆင်နယ်ကိုလည်းသူတို့ကွင်းမှာလီဖစ်လုံးဝ1-0နဲ့အနိုင်ယူပြထားတယ်ဆိုတော့ဒီဘောပိုဇီရှင်ဂိမ်းကစားတဲ့အသင်းနှစ်သင်းကိုအင်တာမီလန်ကအသာစီးကစားပြထားတယ်ဆိုတော့အီတလီရဲ့ခန်းစစ်ကစားနိုင်မှုစစ်လက်မှုနဲ့ဒီ corner attacking skill တွေကအစ်စကီရဲ့ဒါတဲလန်ကတော့ကျွန်တော်တို့လုံးဝအပြားခါရမှာပေါ့နော်ကျွန်တော်တို့မိထားလို့မရဘူးအစ်စကီခုလုတ်ပြခဲ့လိုက်တယ်ဆိုတော့အင်တာမီလန်က လဲဒီ2020လုံးကအိပြတ်မော်လဟိုကင်တုံးကဘာစုံနာကို CB final မှာဘယ်လိုပဲကြော်ဖြတ်ပြီးတော့ကစားပခဲ့တယ်အဲ့တုံးကဒီလီယိုနယ်မက်ဆီဒီအင်တာမီလန်အသင်းရဲ့ခန်းစစ်ကိုဒါကြော်ဖြတ်နေတဲ့ပုံရိပ်တွေကကျွန်တော်ဒီနေ့ဒါလမဲရမဲအင်တာမီလန်အသင်းရဲ့ခန်းစစ်တွေကိုကြော်ဖြတ်နေတဲ့ပုံစံနဲ့တစ်ထပ်သေးပဲပေါ့နော်ပတ်ပြန်ကြည့်လို့ရတယ်ဆိုတော့အတိတ်ကဟိုအကြောင်းအရာတွေပေါ့နော်ကျွန်တော်တို့ဒီပြန်လဲထင်ဟလာသလားထင်ရအောင်ကျွန်တော်တို့ပြန်ပြီးတော့မြင်အောင်စေပြီးတယ်ပေါ့နော်ဆိုတော့ဟိုဂမ်ဘီယာလောကရဲ့ အဖော်ဟိုတွေရဆိုရင်တော့ကျွန်တော်ကြားဘူးတာပေါ့နော်အဲ့လိုအတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကဒီကနေ့မှအဲ့လိုကိုမျက်စိရှိမှချင်းရောထင်မှပြန်ပြီးတော့ဖြစ်တတ်တဲ့အလေးအထားတွေရှိတယ်အဲ့တော့အာဘယ်လိုခေါ်လဲမသိဘူးဒါဂမ်ဘီယာနေပြည်ညာတခုခုပေါ့နော်အဲ့လိုဒေဂျာဘူးလားပါတခုခုပေါ့အဲ့လိုမျိုးပြန်ပြီးတော့ဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီဟာများဖြစ်နေမလားလို့ကျွန်တော်ထင်တယ်ထိုနည်း၎င်းပဲဒီဘာစီလိုနာအသင်းရဲ့ဒီကစားဟန်တွေကလည်းတစ်ချိန်လုံးကဒီလီယန်နမစီရှိခဲ့တော့ကဒါ ကစားဟန်နေတဲ့အတိုင်းပဲပေါ့နော်။ဟိုလမင်းရမဲရဲ့ကစားဟန်တွေကတထက်တည်းကြနေတယ်။အင်တာမီလန်ရဲ့ဒီချင်းကပ်ပုံတွေကတထက်တည်းကြနေရဗျ။ဆိုတော့အဲဒုံကတော့အင်တာမီလန်ကကျော်ဖြတ်သွားတယ်။အခုတစ်ခေါက်လဲပထမကြုံမှာအင်တာမီလန်က3ဂို3ဂိုတည်ကြထားတယ်။အဝေးကိုစီးမင်းတာဖြစ်ရှိတော့တော့ဘာစီတာမလွယ်ဘူး။အဝေးကိုစီးမင်းမရှိတော့တာကန်ကောင်းတယ်။မှန်။ဆိုတော့ဆန်စီရိုမှာအင်တာမီလန်အမ်မလွယ်ဘူးပြပါစီလိုနာဆမ်စီရိုမှာလီဝနော့စကီမပေါ။ဒါပေမဲ့တခုပဲ အင်တာမီလန်မှာလည်းမာတီနက်စ်ကဒဏ်ရာကြောင့်မပါနိုင်တော့ဘူးလွဲသွားမယ်ဒါပေမဲ့သူ့နေရာမှာဒီပေါ်တူကခေါ်ထားတဲ့ယူရန်တိုက်စင်မှုတယ်ရီရှိတယ်ပေါ့နော်ဆိုတော့နီးပြတ်အင်ဇဂီကိုအဲ့မှာလည်းကြာထိကျူးတယ်56မိနစ်မှာအင်မာတီနက်စ်နာဝါးတဲ့အချိန်မှာတိုက်စင်မှုနာဝါးတဲ့အချိန်မှာနောက်ထပ်တိုက်စင်မှုတူဦးသူဂျဲဝုံဝုံချိန်လိုက်တယ်ပေါ့နော်အဲ့ဒါကဒီအင်တာမီလန်ရဲ့ဒီတွေးကိုပြတော့ဘာစီလိုနာကိုလုံးဝမကြောက်ဘူးတိုက်စစ်ပြီးတိုက်စစ်ပဲဂိုးရဖို့လုပ်မယ်ဆိုတော့မင်းအောင်စေဒါကြောင့်လည်းသူဂိုးထက်ရပြီးတော့ဒါသုံးသုံးသေးချာနောက်ဆုံးဒါ ်မကစ်တာရဲ့လုံးကမဆိုးသလောက်လေးလူကြုံသွားလို့ဗျာကျွန်တော် VR ဆိုတော့လေ set system ဆိုတော့ကျွန်တော်သွားပြီးတော့ support လုပ်မရအောင်အားလုံးကသူကစနစ်တကျပဲဖြတ်တာဆိုတော့ဟိုဘာမှမတက်နိုင်ဘူးဗောနော်နည်းနည်းလေးနည်းနည်းလေးနှစ်ဆက်လောက်ပဲဒီခြေပြားလေးကြုံသွားတာမရလိုက်ဘူးဆိုတော့ VR ဒီပေါင်ပဲပတ်သက်မှုကလည်းအခက်အခဲကြီးပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီ Inter Milan ကိုချီးကျူးတယ် Barcelona ဘာလုပ်ပြမလဲကျွန်တော်တို့ဘောလုံးပွဲတွေကြည့်မယ်ဆိုရင်တော့ မလာခင်မှာကျွန်တော်ဘာလုပ်ပြမလဲအပြီးတော့ရင်လည်းကျွန်တော်ဘာတွေပြောတဲ့အကြံငယ်လဲဒီနှစ်ပိုင်းမှရှိတာမလာခင်မှာဘာလုပ်ပြမလဲစောင့်မယ်အထင်ထင်တာတွေမြင်တာတွေကိုတွေးမယ်ပြီးတော့ရင် ပြပြခဲ့တာတွေကိုအာဆမျိုးပြန်မယ်ဒါပဲကျွန်တော်ဘောလုံးလောက်ကမှာဘောလုံးလောက်ကမှာဘောလုံးမတော့ပဲပြွားရင်ပြောစရာအကြံငယ်တယ်ဘောလုံးမမလာခင်မှာလည်းပြောစရာရှိတယ်အဲ့တော့အခုပြောနေရယ်ပြောနေတာဘာလဲဆိုတော့ကျွန်တော်အတွေ့ကျွန်တော်မြင်ကျွန်တော်အာပေါ်ကျွန်တော်ရှောက်ပြောမယ်အကျွန်တော်နဲ့ရေမချင်းကြီးရဲ့လူတွေကလည်းကျွန်တော်နဲ့တုံ့တက်လို့ရကျွန်တော်ကတော့ဘာစလိုနာပြန်မလာနိုင်ဘူးထင်တယ်အဲကျစ်လက်တဲ့ ်အင်တာမီလန်ရဲ့ခံစစ်ကိုစောစီးစီးဂိုးမရဘူးဆိုရင်အချိန်ကြာလာတဲ့နေ့မှပန်းလာမယ်ပန်းလာလို့ရှိရင်အမ်အချိန်မူပန်နတီတီရောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ပန်နတီကတော့50 50ပဲကန်ဒီကမှပြောလို့မရဘူးဒါပေမဲ့အင်တာမီလန်ကဘာစီလိုနာကိုတိုက်မှာလာဘာစီလိုနာကဥဆောင်တိုက်မှာလာအင်တာမီလန်ကဥဆောင်တိုက်မှာဘာစီလိုနာကရောအင်တာမီလန်ကိုပထမအကြော်လူတိုက်ရဲလာမတိုက်ရဲတော့ဘူးလားအဲ့ဒါလည်းစဉ်းစားမှာဒါကြောင့်မလို့ ဒုတိယအကြော့ကတော့ကျွန်တော်ထင်တယ်ပထမအကြော့လို့မဟုတ်ဘူးပွဲအေးဝါနေတယ်တယောက်မှတယောက်စောင့်ပြီးတော့မလိုဘဲနဲ့ဂိုးတွေသွင်းဖို့မကြိုးစားတော့ဘူးဘာလို့လဲနှစ်သင်းလုံးမရှုံးထားတဲ့အတွက်အချိန်ဖို့ပနာဒီတွားလို့ရတယ်အဲ့တော့ကျွန်တော်ထင်တာဒီဒုတိယအကြော့ကတော့ထပ်ပြီးတည်ကြအောင်ပဲဗျပြေကြပြီးတော့ပနာဒီလောက်ထိတွားပြီးတော့မှပဲဆုံးဖြတ်ဖြစ်နိုင်မယ်လို့ထင်တယ်ပထမအကြော့လို့တော့ရဲဝင်သူတိုက်လဲကိုတိုက်လဲအင်တာလဲသူ့ရင်ခွင်မှာဘာစီလိုနာကို तू ကဥဆောင်တိုက်မယ်အသိမျိုးမဟုတ်ဘူး तू ကခံစစ်ကိုအပြုပ္ပဒါလို့တင်ဒါမဲ့ ပထမကြောင်မှာမလို့တိုက်လဲပြောနေတာဝေးကွင်းလည်းဖြစ်တယ်ပထမအကြော်လည်းဖြစ်တယ်ဒါကြောင့်မလို့ကြိုက်တဲ့နည်းပြကြိုက်တယ်လို့ကစားကွင်းနဲ့စတင်လာလို့ရတယ်ဒါဒုတိယကြောင်မှာကျွန်တော်တို့က nature မရှိတော့တဲ့အတွက်ရှေ့ရလှုပ်ထားတဲ့အရာတိုင်းကျွန်တော်ထပ်လှုပ်လို့ရှင်တကယ်လို့ကိုကိုပြတ်မရရင်ဘယ်လိုလုပ်မလဲဒီဟာတွေကိုစဉ်းစားမယ်ကျွန်တော်ဆိုရင်စဉ်းစားမှာပေါ့နော်အဲ့တော့ကျွန်တော်တာနည်းပြဆိုရင်အင်တာမီလန်နည်းပြဆိုရင်ဘာစီလိုနာကိုအဲဘာစီလိုနာတိုက်စစ်ကိုဖြည်းဖြည်းချင်းခုခံမယ်ကောင်တာသွားမယ်ရရင်သွင်းမယ်မရရင်မသွင်းဘာစီလိုနာလည်းဘောလုံးဒါကျွန်တော်တို့တိုက်စစ်ကိုရာကြီးထက်ဘောလုံးမဆုံးရှုံးကြီး အပြင်ကောင်နာပြန်မပြေးရရေးအတွက်ကိုဥစည်းပြီးတော့အလုံးကစားမှာဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်ဒီပွဲကဒုတိယကြော်ကပထမကြော်လို့မျိုးအတူတူပြန်ကိုပြန်သွင်းကိုးတွေနဲ့မြဲမြဲဆန်ဆန်ဖြစ်ပြီးတော့ကိုယ်ရီအများသွားမဲ့ပွဲလို့တော့မထင်ဘူးကိုယ်ရီနဲ့လည်းအမှားစောင့်ပြီးကစားမဲ့ပွဲလို့ထင်တဲ့အတွက်ပနာတီတီရောက်သွားမဲ့ပွဲလို့တော့ထင်တယ်ဆိုတော့ကျွန်တော်တို့လည်းသုံးသက်ချင်ပါတယ်ဒီမှာချင်းကြီးတဲ့ပေါ်လာကျွန်တော်အတူတူ comment မှာဝင်ဆွေးနွေးပေးသွားဖို့အတွက်ဖိတ်ခေါ်ပါတယ်